ကမီးယား channel ကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ကမီးယား channel ကနေကမီးယားကိုယုံကြည်သက်ဝင်ကြတဲ့ပရိသတ်တွေအတွက်ဘုဒ္ဓတရားဝေယာရီနဲ့ဇလံကောင်းများစွာတင်ဆက်ပေးနေပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့မှာတော့ပရိသတ်တို့အတွက်ရကန်းစင်တောင်စီရတော့ဥရောပသာတမိုင်းကိုဘုဒ္ဓတရားဝေယာမျှဝေတင်ဆက်ပေးခြင်းပါတယ်မြန်မာနိုင်ငံမှာရကန်းစင်တောင်လို့ဆိုလိုက်ပြီဆိုတာနဲ့မရီယာမြို့မှာရှိတဲ့ရကန်းစင်တောင်နဲ့စီရတော့ဥရောပသာကူတာလူတိုင်းက တတိတိယရှိကြပါတယ်။အမှန်တကယ်မှာတော့ကျွန်တော်တို့ရဲ့နိုင်ငံမှာရက်ကန်းစဉ်၄စဉ်ရှိပါတယ်။နံပါတ်၁မန္တလေးတိုင်းမရေယာရက်ကန်းစဉ်။နံပါတ်၂မန္တလေးတိုင်းပုတ်ပါရက်ကန်းစဉ်။နံပါတ်၃နေပြည်တော်လေဝီသမရက်ကန်းစဉ်။နံပါတ်၄ ARE တိုင်းဘိုးကလေးရက်ကန်းစဉ်တို့ဖြစ်ပါတယ်။ရက်ကန်းစဉ်တော်ဆရာတော်လောင်းလျာကိုတော့မန္တလေးတိုင်းစင်ကူးမြို့နယ်မြေပုံကဲရွာစာတီခမဲတော်ဥရာကျော် မေတော်ဒေါငွေတို့ကကိုးစားတက်ကလေး1190ကိုကုနှစ်မှာမီရှူတန့်စင် ဖွားမြင်တော်မူခဲ့ပါတယ်။ငွေချင်းနှစ်ဦးနဲ့အကြီးဆုံးသားဖြစ်ပြီးငယ်နေမေမောင်ကွန်းဖြစ်ကဒုတိယသမီးကတော့မန်လာဝင်းဖြစ်ပြီးတော့ဂျင်းနတာပြောင်မှာနေထိုင်ကဝယ်လွန်ခဲ့ရပါတယ်။ကျောင်းနေရွယ်ရောက်တဲ့အခါမှာတော့ရှမ်းမြောင်ရိုးဆရာတော်ဗျာကြီးတန်အနန်လေးရဲ့ပညာသင်ကြားစေပြီးတင်ယိုးစာပေတွေကို အရွယ်နဲ့မလိုက်အောင် ကြားကမြင်ကမြဖြင့်တက်မြောက်ခဲ့ပါတယ်။ရှမ်းမြောင်ရိုးဆရာတော်ဟာ ်တင်ကြားဆုံးမရာအများចောင်းသားတို့ထက်ပညာလွန်ကဲမှုဇာသမားရဲ့ဝိတရားတွေကိုကြည်ပွန်ဆောင်ရွက်ခြင်းနေကြောင်းမောင်ကုန်းကိုအထူးဂရုပြုတင်ကြားပြတာကြောင်းလေးသိကြရပါတယ်။ចောင်းသားဘဝနေတာမဏိဘောင်ကိုတက်ရောက်ကလောကီဘေးရင်ဈေးကျန်တဲ့လောကီပညာရက်တွေကိုလည်းတင်ကြားခဲ့ပါတယ်။မရိယာရကန်းစင်တောင်မန္တလေးကနေမရိယာကို20တမိုင်မရိယာကနေရကန်းစင်တောင်ကြီးကို မိုင်20ရှိပါတယ်။ တောင်ကြီးမှာအင်ဂျီ90ရှိ ရှီကုံတိုင်း2ရွာရှိပြီးတော့တောင်ပေါ်ကို3ပါလုံးလောက်တက်ရပါတယ်။ရကန်းစင်တောင်ရဲ့အရှိတ်မှာတောင်ကက်လန်တောင်အနောက်ဘက်မှာတော့တပြောအင်းတောင်ဘက်မှာတော့ဘိုးတော်တောင်ဘိုးတော်တောင်ကျိုးပြင် ကားဝဲတော့မြောက်ဘက်မှာတော့ရှင်မြင်းတင်တောင်နဲ့ကြောင်ငနွားရွာတို့ရှိပါတယ်။ရကန်းစင်တောင်တော်မာကြီးအပအဝင်တောင်ငုံငယ်လေးတွေနဲ့တိဆက်နေတဲ့မြေပြန့်လွင်ပြင်စုစုပေါင်း3064ဤကရှိပါတယ်။ ရကန်းစင်တောင်ဆရာတော်ကြီးရဲ့ဖြစ်စဉ်တော်ဟာဆိုတော့တရံရောခါပရမန်ဆရာဥအောင်လာပြီးတော့ရကန်းစင်တောင်ထေဖုံးခေါင်းနဲ့တိတ်တီလန်းစဉ်မှတ်တမ်းဝင်နေအောင်ထင်ရှားစိတ်ကနိုင်ရှင်ရာတွင်ပရမန်အောင်ကြီးဝါလုံးလေးဒီတကြိမ်ဖြစ်ကနှလုံးရဤနှစ်ကြိမ်ဖြစ်တော့လေးလုံးပေါ်ဤသုံးကြိမ်ဖြစ်ရင်ရှစ်လုံးထင်ဤရကန်းစင်တောင်တော်ထေဖုံးမော်ကတကြိမ်ဖြစ်မြရှစ်လုံးရသည်ဖြင့် ပထမံဘွဲ့ဆောင်ဘိုးဘိုးအောင်မအံ့ဩမဆုံးတပြုံးပြုံးဖြင့်ကောင်းချီးပြီးကဥခိုက်ရပါသည်။ပမာလာတူထို့အတူပင်ဥခိုးတင်ကြအမည်ရသည့်ဇန်ရှေစရာတော်ထေဖုံမော်သည်ရကန်းစင်တော်ထေဖုံခေါင်းနှင့် အောင်ကျော်ချက်ဤမြို့မန်းတလေဤပြုတ်ပါရမန်အောင်ပင်လေကန်တွင် စိုက်စိုက်မြဲမြဲတွေးရှိခိုက်တွင်ပညာအရာဘဲသူတာဟု ရှင်မာလူကြောင့်စံတာတောင်းသည်ဖြင့်မိဂုံရန်ကုန်နီးမျိုးစုံအောင် ရှင်ပြိုင်လျာပွဲပြေးကဝေမဟာဝိဇ္ဇတို့ခောဆူရညာဥောဘာဒမိယထင်ရှားဘုံဖရပင် အောင်မန်းစုယတာလွန်တော်မူလေတည်းဒုဖြင့်ညာလေပညာကျော်ထင်းနေဖို့တို့သည်ငေကကျွန်းလျက်စာတင်ဖက်ဖြစ်ကတာတမိတ်တဖြစ်ကြ၍ကိုစီပြင်းမြောက်တိတ်တိပေါ့သည့်လက်ဝဲလက်ရာလမ်းနှပြကိုတဟဇာတာမူဝေယဖြင့်တူးမြခြင်းပြုကြကုန်တည်း ဤသို့အပြင်ရကန်းစင်တောင်းပထမန်းအောင်နှင့်စန်းရှဲကျော်ထေဖုံမော်တို့ပညာပြိုင်ခြင်းသိတိတရင် ကျော်စောခေတိလွန်ဖြစ်ပြီကတယံခါဝေထောင်းတောင်းမကများမြောင်လာသည့်ဝိဇာခေါညာပုဂ္ဂိုလ်အစစားတို့သည်ဇီဝေညီညာတိုင်မင်းကားဖြင့်ပထဝီအာကာနှစ်ဖြာသိတိရှင်ပြိုင်ကြည့်ရန်ပြိုင်ပွဲစည်းကမ်းနီလန်းတကြရေးဆွဲကြ၍မဟာဆက်ကြတတိုင်းမှာပင်မှတ်သားပြုကရှင်ပြိုင်ကြလျာ ရကန်းစင်တောင်တော်ထေဖုံးမော်ဒီတိတ်တိပြိုင်ပွဲ ရှင်ပြိုင်နှွေးဖို့အများဆန္ဒလက်ရောခဲ့ရပါသတည်းထိုပြိုင်ပွဲတွင်အောင်ပွဲစဉ်သောထေရှင်ဆရာမြတ်မဟာသည်ဝိဇ္ဇရိုပေါင်းသူတော်ကောင်းတို့ထက် အပြန်ဆရာတာလွန်ပါ၍အနိုင်ကြီးနိုင် အပိုင်ကြီးပိုင်ကဥဒန်းတွင်အောင်ပညာကုံဆောင်လိုက်ပါသဖြင့်ဝိဇ္ဇရိုပေါင်းသူတော်ကောင်းတို့ကရကန်းတောင်တော်ထေဖုံးမော်အားတိတ်တိပေါ့မော်ဝိဇ္ဇရိုတို့၏ဆရာထက်ဆရာ ဦးစီးနိုင်ရကဥက္ကဋ္ဌအဖြစ်တော်ကောက်ရွေးချယ်လွန်တင့်တေအောင် ပွဲလေပြင်ပချီးမွမ်းကြကအများဆန္ဒတင်မြောက်လိုက်ကြပါတည်းအဲ့လို တောင်ပေါ်မှာရှိတဲ့ကြောက်စာမှာရေးထိုးမှတ်တမ်းတင်ထားတာလေတွေ့ရှိရပါတယ်ဒီနေရာမှာထွက်ရပေါ့ဆိုတဲ့အသေးပေကိုအချင်းချင်းရှင်းပြမျှဝေလိုပါတယ်တချို့ဝိဇာဇောကြီးတပတိတွေဟာတိတ်တိကြီး၅ပါး၆ပါးလောက်သာပြီးစီးကြပြီတိတ်တိကြီး၁၀ပါးလုံးပြီးစီးမှသာ ထွက်ရက်ပေါဇီယာကြီးထွက်ရက်ပေါဇီယာတော်လို့ခေါ်ဝေါ်ရပါလေဝိဇာဇောကြီးတပတိစသောပုဂ္ဂိုလ်တို့သည်မြင့်မောတောင်တချို့စတုမဟာရိတို့တွင် နေထိုင်ကြပါလေတချို့တကောကြီးမားကုန်ကြတဲ့ဂါထာဝိဇာအင်းစမဝိဇာတွေဟာပထမဇံဘုံပြမများနေစဉ်တူပြီးကာမဂုဏ်ကိုပေးကာတမထတရားနယ်ရှင်တွေကြင့်ကြံကုန်ပြီတခြားသောဝိဇာများထက်တကောကြီးမားကြပါလေကျွန်းဖို့ဇာတော်နဲ့ ရကန်းစင်တောင်ဆရာတော်တို့ဟာတရားစကန်းအလို့စကန်းနေပြောဆိုကြရင်ကရကန်းစင်တောင်ဆရာတော်မှဆရာတော်လောကကြီးမှာအဆန်းတွေရှိတယ်ဆရာတော်ကြည်မလားဟုမေးတဲ့အခါကျုံးဘော်ဆရာတော်ကကြည်မယ်လို့ပြန်လေဖြေကြားတဲ့အခါမှာတော့ရကန်းစင်တောင်ဆရာတော်ကတပည့်တော်နေကိုဆွဲပြမယ်ဆရာတော်နဲ့ဒီကတကားတွေညင်ညင်ကြည့်ကြပါလို့ဆိုပြီးတော့ပါလာတဲ့အကြီးတွေကတန်လိုက်အိမ်မြောင်လို့အရာလေးကိုချလို့အရှိအောင်တောင်မြောက်တည်အောင်အရင်ဦးဆုံးပြုလုပ်ခဲ့ပါတယ်အဲ့ဒီတော့မှာ ရုပ်ဘောတော်ငယ်ငယ်လေးစုကိုရှေ့နောက်တောင်မြောက်ဝေးရာချပြီးတော့ရေစလုံးကြီးကြီးတောင်းယူပြီးအလေဘဟုမှာချလို့နှုတ်ကလည်းတဖွာဖွာနဲ့ရွတ်ဆိုခဲ့ပါတယ်။ဘေးနီနာမှာရှိတဲ့ဇီယာတော်နဲ့တကားရီဟာတုတ်တုတ်တောင်မလုကြပဲနဲ့စိတ်ပါဝင်စားစွာနဲ့ကြည့်ရှုနေခဲ့ပါတယ်။ရေကန်းစင်တော်ဇီယာတော်ဘုရားကြီးဟာဇလုံးထဲမှာနေလုံးကြီးပေါ်လာတဲ့အခါမှာမလုကြဖို့ထက်မှန်သတိပေးပြီးတော့မှတယောက်ချင်းကြည့်ရှုခိုင်းခဲ့ပါတယ်။အချိန်တန်ကြာတဲ့အထိ ဆွဲထားနိုင်စွမ်းရှိတာကိုဆရာတော်နဲ့တကားများပြောမယုံကြုံမှုမှအသည့်ဆိုသလိုရကန်းစင်တော်ဆရာတော်ရဲ့အစွမ်းကိုလက်တွေ့မျက်မြင်ယုံကြည်ခဲ့ရပါတယ်။အတော်လေးကြာတော့မှကဲကဲတော်တော့ပြီ။သူလေးသူခီးဆက်မသွားရလို့ပင်ပန်းနေပြီ။ကျုပ်လေစွန်းစားပင့်တာတာအချိန်ကြပြီ။စွန်းစားပြီးခရီးဆက်ရအောင်မှမို့ဒီလောက်နေပဲတော်တော့ပါပြီလို့ဆိုပြီးတော့ပါလာတဲ့ပစ္စည်းတွေကိုတင်းစီကဇီယာတော်ဥညာနာနဲ့တကားတွေကိုနှုတ်ဆက်ခွင့်ပန်ရင်းနဲ့ တောင်ပေါ်ကဆင်းသွားခဲ့ပါတယ်။တောင်ထဲမင်းမွေးနေရရောက်တဲ့အခါမှာပျောက်ွယ်သွားတာကိုဆရာတော်နဲ့တကားများတွေ့လိုက်ရတယ်လို့လည်းဆိုပါတယ်။ဆရာတော်ကြီးရဲ့ပါရမီလမ်းကြောင်းတပည့်တွေကတော့ဆရာချန်းဗောဓိမြိုင်ဆရာဆိုင်ဆရာလိုင်းနဲ့ဆရာဦးရဲသူတို့ဖြစ်ကြပါတယ်။ဆရာချန်းဟာဆရာတော်ကြီးမှဇီဝကကျိုးကန်ဆေးဝိဇ္ဇာဖြစ်တာဝန်ပေးအပ်နေခင်ရသူဖြစ်ပါတယ်။ဆရာဆိုင်သူမဟုတ် ဗောဓိမန္တန်ဆရာဆိုင်ကတော့ရေကန်းစံတော်ဆရာတော်ကြီးရဲ့ဩဝါဒတိုင်းမန္တလေးမှာတီဟုကပင်ဆောင်လာတဲ့ဗောဓိမြမောင်ကလေးကိုရှင်တန်အောင် ပြုစုပြုထောင်ခဲ့ရပါတယ်။ဗောဓိညောင်မင်းကိုနေ့စဉ်ရေလောင်းကဗောဓိပင်အနီးဝင်းရင်မှာတရားကျင့်ခဲ့ပါတယ်။တဖြည်းဖြည်းချင်းဗောဓိပင်လေးကြီးလာတဲ့အခါမှာတော့ဗောဓိပင်အနီးမှာတဲထုကတရားဆက်လက်ကျင့်ကြံခဲ့ပါတယ်။လူတွေကိုတရားဓမ္မဟောပြတွင်နေခဲ့ပြီးဗောဓိမန္တန်ဆရာဆိုင်ကိုဆရာတော်ကြီးက တိုင်းပြူပြည်ပြူတာဝန်ပေးရတယ်လို့လည်းဆိုပါရယ်။ဇေယျဦးရဲ့သူကတော့ဇေယျတော်ကြီးရဲ့တပည့်တွေထဲမှာရှာရှာပါပါချင်းတိုင်းသားဖြစ်ပြီးတော့ခန့်ညားကစကားပြောရမှလည်းပြက်သားလာပါရယ်။စေကျုံဟေက ပြင်မနာသွားပြီးတော့ပထမန်သာသနာပြုလုပ်ငန်းစဉ်တွေချမှတ်ပေးခဲ့သူပါ။ပြင်မနာမှာဥမာလာဥထုံးဝဥထုံးလာဥလာတီတို့ဟာဦးရဲ့သူရဲ့ထင်ရှားတဲ့တပည့်တာဝကတွေဖြစ်တယ်လို့ဆိုရမှာပါ။ဇေယျဦးရဲ့သူဟာ ထွေရဲ့လမ်းမဝင်းမီမှာရန်ကုန်မန္တလေးမီးရထားလမ်းတိုင်းရှေ့ချင်းလျှောက်ကြီးစီတို့ကတရဏဂုံတီလို့တိလမြဲကြပါဗျို့လို့ပြုဟိကြွေးကကြီးစီတီပြီး မြစ်တာပို့ခဲ့သူပါရန်ကုန်မန္တလေးရထားလမ်းဆုံးအောင်ခောက်တို့ခောက်ပြန်လျှောက်ကတတိပြေးခဲ့ရပြီးအင်္ဂလိပ်ဂျပန်နေကျအစိုးရတွေကအယူရောင်ဆောင်ထားတဲ့တချိုထင်က ချုပ်နှောင်နှိမ့်ဆက်တာလေးခံခဲ့ရပူပါလေဆရာတော်ကြီးမှဦးရဲသူကိုသာသနာကိုဆောင်လျှောက်ဖို့သာသနာကျိုးကန်တာဝန် အနှင်းတော်မူခဲ့ပါတယ်။ဇေယျလိုင်းရဲ့နာမည်ပြည့်စုံမှာဦးချန်လိုင်းဖြစ်ပြီးစုကြည်ပံပါရမီရှင်တဦးဖြစ်ခဲ့ပြီးဇေတော်ကြီးမှမနောမယကျိုးကန်တာဝန်အနှင်းတော်မူခဲ့တယ်လို့ဆိုပါတယ်။သမတော်သာသနာကိုဖွင့်နှိုးခဲ့ပြီးတော့ရေကန်းစင်တော်ရဲ့အဓိကသုံးဌာနဖြစ်တဲ့စုတောင်းပြေဇေဒီတော်တတိပေါက်တဲချောင်းနဲ့အောင်မြေကျောက်ဖြာနာမှာရေကန်းစင်တော်ဇေတော်ဖျားကြီးရဲ့သီရုပတိကျောက်စာတိုင်းမှာတော့အိုသူတော်ကောင်းပေါင်းတို့မဟာကန္နာကြီးလက်မှန်စီတို့ စင့်စင်တရေစည်းကမ်းပေးမိလေးနဲ့စွာ လိုက်နာကြပါလော့။ရုံမာညေဆိုမကောင်းမှုမျိုးကိုတရံတဆစ်မြမပြုလုပ်ကြပါနဲ့။ဓမိယလက်ဒစင်ကြေစွာရသည့်ပစ္စည်းကိုပင် မလိုခြင်းပဲရှောင်လွှဲခြင်းယံ။အဖို့မဲ့တကိုယ်တည်းသာဘာဝနာကမ္မထံဈီးဖြန်းနေယံ။ဇယမိဘအလိုကြဖြင့်မိတ္တာကလျာဈီးယုံရသည်။ကမ္မထံအာယုံ တကယ်ထုံအောင် နေ့စဉ်ပွားများအားထုတ်ပါ။ရပြေကမ္မထံထုတ်တယ်ဇံအောင်နေ့စဉ်ပွားများအားထုတ်ပါ။ဖြူစင်သီလမြတ်မာကိုနိညာမကွာစောင့်စည်းပါလေ။ပညာရှိကိုချစ်ခင်မြတ်လို့ယူကြပါ။နိဗ္ဗာန်တရားအားထားရဟုဘာဝနာလမ်းမြဲကမ္မထံကိုကြိုးစားကြဖြင့်နေပါ။ဇေယဇေယသူတော်စွာတို့ပြပြသည်မြပတ္တိဌာနကိုဒလာကို ခံစားလုံမှုတောင်းဆိုယူပါဤတို့သာလျှင် စည်းမျဉ်းစေချက်မပြည့်စည်အောင်ကြင့်ကြံဆောင်ကဝိဇ္ဇရောခေါညာတင်သူတော်ကောင်းတို့မဟာကဏ္ဍကြီးလမ်းမြစီတို့ ရောက်မြည်မလွဲအေကံပေဟုလေးနဲ့သားလာမြတ်ဩဝါဒကိုအေးတယပြီးတော်မူကားလို့ရေထိုးမှတ်တမ်းတင်ထားပါရဲ့ရကန်းစင်အောင်ဆရာတော်ဘုရားကြီးရဲ့အရိယာဝိစာကျင့်စဉ်ထဲမှာမေတ္တာကမ္မထံဒါမှမဟုတ်မေတ္တာကျင့်စဉ်ဟာအစဉ်တိုင်းမှာအရေးပါတဲ့ကျင့်စဉ်ဖြစ်ပါဝင်နေပါတယ်တိတိမဟိတိတို့က တရဏဂုံနဲ့ဂုံတော်ကိုးပါးကို အခြေပြုကြည်စင်ဖြစ်နေညွှန်ကြားခဲ့ကြောင်းမှတ်သားရပါတယ်။ဇေရောကြီးဟာတောင်ကြီးမြို့နဲ့တက်တူနန်နူဖြစ်တဲ့တောင်ငူမြို့ဒေါ်ကြီးရဲ့အိမ်မှာတက်ကြွေ1330ခုနှစ်တကူလာပြီကျော်3ရက်24ရက်5လ1980စနေနေ့နေ့လယ်2နာရီမှာဘဝတကူခန္ဓာတစ်ခုကိုစွန့်တော်မူရင်းနဲ့ထွက်တော်မူသွားခဲ့ပါတယ်။ဇေရောကြီးမှာငါတို့လူမျိုးဟာဖုံးတကူရှိတဲ့လူမျိုးဖြစ်တယ်။ ဘုံတော်အနန္တတကူတော်အနန္တနဲ့ပြည့်စုံတော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုးပါးကိုပွားများကြည်ညိုနေတဲ့အတွက်ဖုံတကူရှိတဲ့လူမျိုးဖြစ်တယ်။လူမျိုးခြားမိစ္ဆာတွေအားကောင်းလာချိန်မှာဖုံတကူမညှိုးမယောင်ဂုဏ်တော်ကိုးပါးပွားများရမယ်လို့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးကညွန်ပြခဲ့တာ အထူးတရေတာမှတ်သားလိုက်နာဆောင်ရွက်ရမယ်အချက်တွေပဲဖြစ်ပါတယ်ဗျာ။ဟုတ်ကဲ့ပါဒီနေ့မှပရိသတ်တို့အတွက်မျှဝေပေးခဲ့တဲ့ကျောင်းရလေးကတော့ရက်ကန်းစင်တော်ဆရာတော်ဘုရားကြီးရဲ့ ထေရဝါဒီတမိုင်းကျင်းပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လေအခုလိုမျိုးဘုဟုတ္တရပွဲရာတွေနဲ့ပရိသတ်တို့ရဲ့အကျိုးရှိသွားမယ့်အစီအစဉ်ကောင်းလေးတွေကိုမျှဝေတင်ဆက်ပေးဖို့ရှိပါတယ်ခင်ဗျာ။စောင့်မျှော်နားဆင်အားပေးကြပါအောင်ဗျ။ပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူသူများကနေမြအဆက်ဆက်ရရအဆင်ပြေလို့စီးပွားလက်လာပါများ။တိုးတက်ကြီးပွားကြပါစေဗျာ။